ကောင်းတာလှုပ်ပြီးလိန်လို့မရဘူးကောင်းတာလှုပ်ရင်လည်းလိန်လို့မရနော်ဈင်းချက်မဲ့တော့မကြိုးစားနဲ့အဲဒီမှာဘာလှုပ်လှုပ်လူတွေရဲ့ရင်ထဲမှာမှတ်တမ်းတင်တာရှိတယ်မှတ်တမ်းတင်နေတာဖြစ်သွားတယ်ကောင်းတဲ့ပုံရိပ်တွေမကောင်းတဲ့ပုံရိပ်တွေဟာရင်ထဲမှာရောက်တာအဲ့တော့ကိုလူသမီးအားတွေဟာ နံပါတ်1ပါသွားဖို့ဆိုတာဘယ်နေရာမှာရှိနေတာတော့လို့မေးကြည့်။နှလုံးသားထဲမှာရှိနေတာလား။အုံနောက်ထဲမှာရှိနေတာ။အုံနောက်ဆိုတာပြည့်ချင်ပြတ်သွားတာပဲလေ။နှလုံးသားဆိုရင်ခွဲစိတ်ကုသရတာမျိုးတွေရှိရတယ်။ဒီအုံနောက်ကလည်းလုံမလုံတော့။နှလုံးကလည်းလုံမလုံတော့။ အဲ့ဒီအုံနောက်နဲ့နှလုံးကလည်းတည်ရင်မီးတကြွတဲ့ထဲပတ်သွားဟုတ်လားဒါမြင်ကန္တရားရှင်ညပတ်သွားမလားဟာအုံနောက်ထဲမှာနှလုံးသားထဲမှာပတ်သွားမလားအဲ့ပတ်သွားရင်တော့အေးတာပေါ့နော်တပွားရည်ညဆဗျာကတင်ကြီးတတတကံဟောတိကိုလို့တာကိုထဲမှာကိုပုံရိပ်တွေကိုရသွားတယ်ဆိုဘယ်မှာဒီပုံရိပ်တွေထင်သွားတော့ဆိုတော့ ုသိုလ်အကုသိုလ်ကံရဲ့ပုံရိပ်တွေစိတ်အစင်မှဖြစ်တာ mental process လို့ခေါ်တဲ့စိတ်အစင်နဲ့စိတ်ရဲ့ဖြစ်စဉ်ကြီးတွေမှာဒီအေယဝရီမြစ်ကြီးစီးဆင်းနေတဲ့အချိန်မှာမြေကြီးကစီးနေမပြတ်စီးနေအဲ့ဒါလိုပဲကိုယ့်ရဲ့ရင်ထဲမှာစိတ်အစင်ကြီးကမပြတ်ရှိနေအဲ့ဒီမပြတ်တဲ့စိတ်အစင်ထဲမှာပုံရိပ်တွေပါသွားပြီအဲ့ပုံရိပ်တွေဘယ်လိုလုပ်လိုက်ပြီးတော့ဖြတ်လို့ရအောင်ညာနေ ရနိုင်မှု CCTV တွေကတော့ဖြုတ်ပြီးတော့ဖြောင်းလို့ရတယ်။ရှင်တွေကဟာတော့ဖြောင်းလို့ရဘူးတာ။အဲ့တော့ဒီဘဝတင်နဲ့ပုံရိပ်တွေဟာလူသေးသွားတော့ပျောက်သွားရောလားလို့ဆိုပြောစရာတင်ဆာအရာယာကိစ္စတွေဒီပုံရိပ်တွေဟာသူ့နဲ့အတူပါသွားလိမ့်မယ်တဲ့။ပါတော့မှာပဲ။တင်ဆက်တာအနုကံဟောတိဒါရီယာနောက်က ဘဝတန်တဲ့ဟာအဆက်ဆက်မှပါသွားပြီအရေးပမာလိုက်နေမှဖြစ်တယ်ဒါကြောင့်မို့ပုံရိပ်မကောင်းတဲ့ပုံကိုယ်တွေဟာဆင်းရဲဒုက္ခနဲ့ကြုံတွေ့ရပြီပုံရိပ်ကောင်းတဲ့ပုံကိုယ်တွေသာချမ်းသာဒုက္ခရရှိမှာဖြစ်ဒီပုံရိပ်ကြီးချိန်ပြီးတော့ဘဝမှာအကျိုးပေးမှုတွေဖြစ်တယ်ဒါကိုပဲမြတ်စွာဘုရားကစံကမံကရိတန်တိကလျာဏဝပပကံဝတတကမတထာတာပွေတန်တိဆိုတာဒါကိုဟောတာเนาะ ကောင်းတာလှုပ်လို့မကောင်းတာလှုပ်လို့တို့လှုပ်တဲ့များအကုသို့ကံအကုသို့ကံတို့ရဲ့အပွေကိုလှုပ်သွေခံရမယ်ဆိုတာအဲ့ဒါကံကံအကျိုးလက်ခံတယ်ဆိုရင်မြတ်စွာဘုရားဆုံးမတယ်အဲ့လိုလက်ခံထားတဲ့ကမ္မစကတ္တမဒိဋ္ဌိအမြင်ရှိမှဘုဒ္ဓဘာသာဆိုတာဖြစ်နိုင်တယ်လို့မှတ်ကမ္မစကတ္တမဒိဋ္ဌိအမြင်မရှိရင်ဘုဒ္ဓဘာသာမဖြစ်ဘူး ုဒ္ဓံတရဏံကိသမိဆိုနေပေမဲ့လို့ကံမယုံကြည်ဘူးဆိုရင်ဘုရားဘာသာဆက်ဖြစ်ဖို့ရသော်ပြကိုယ်တိုင်ကကံကံဤကျိုးအလေးနဲ့ထားပြီးအခြေခံအပြင်ဟောကြားခဲ့တာဖြစ်တယ်။တကြောင်မို့ကံကံဤကျိုးယုံကြည်လက်ခံခြင်းဆိုရယ်တည်မြဲခြင်းဆိုရယ်ကမ္မတက္ကရတ္တမတ္တိရှိရမယ်။